ားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့မေလ၁၂ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆက်မဲ့သတင်းတွေကတော့စကိုင်းတိုင်းတပည့်ရင်မျိုးနယ်အိုထိန်ကွင်းကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ရမှာဆရာဆရာမနှုတ်ဦးပါဝင်ကျောင်းသားကျောင်းသူ22ဦးသေဆုံးခဲ့ပါတယ်ရခိုင်မြို့နယ်မြင်းပြမြို့နယ်တဲကဆယ်ကျော်တက်အရွယ်ချင်းလူငယ်9ဦးကို အရခတ်တတော် AA ကဖမ်းဆီးခဲ့ပြီးယနေ့ချိန်ထိမိသားစုတွေကဆက်သွယ်မရဖြစ်နေပါတယ်။ချင်းညင်အောင်တပ်ဖွဲ့ကိုပုံမူချစ်လက်ခိုင်မာသောတပ်မတော်တရက် Standard Army အဖြစ်တုံ့ပြန်ဖွဲ့စည်းသွားမယ်လို့ချင်းညင်အောင်ကကြေညာလိုက်တဲ့သတင်းနဲ့အတူချားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။စကိုင်းတိုင်းတပည့်ရင်မျိုးနဲ့အိုတင်ကွင်းကျေးရွာစာတင်ချောင်းကိုစစ်ကောင်စီကလေချောင်းဖြစ်ပုံကျဲတိုက်ခတ်ရမှာဆရာဆရာမနှုတ်ဦးပါဝင် ကျောင်းသားကျောင်းသူ21ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ယနေ့မနက်9:00နာရီခွဲဝန်းကျင်မှာတပည့်ရင်းမြို့နယ်အိုထင်းကွင်းကျေးရွာက NUG ပညာရေးဌာနရဲ့စာသင်ကျောင်းကိုမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလေရင်ဖြင့်ပုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ပုံကျဲတိုက်ခတ်မှုကြောင့်အသက်9နှစ်နဲ့15နှစ်ကြားကျောင်းသားကျောင်းသူ19ဦးနဲ့ဆရာဆရာမ2ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူအယောက်20ကျော်ရှိတယ်လို့သိရပါတယ်။သေဆုံးမှုစင်းဟာယခုထက်ပိုပြီးများလာနိုင်တယ်လို့ တပိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါရင်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလမှာလဲတပိုင်းမြို့နယ်တွေကလက်ရက်ကုံကျေးရွာစာတင်ကျောင်းနဲ့ဘုံကျောင်းကိုလင်းဖြင့်ပစ်ခတ်တာကြောင့်ကျောင်းသားကျောင်းသူကလေးငယ်6ဦးအပါဝင်အရတ15ဦးထပ်မံနေသိမ်းဆုံးခဲ့ပါတယ်အချမ်းပတ်စစ်ကောင်စီဟာမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိအပြစ်ရစဲရေးကြေညာထားပေမဲ့နိုင်ငံတော်မှာလူကျောင်းဘုံကျေးတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာ ထိုးစစ်စင်တာတွေကိုစက်တိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြင်းပြမြို့နယ်အထက်ငပြော့ချောင်းအုပ်စု ဖေသာပြင်ကျေးရွာကဆယ်ကျော်သက်အရွယ်ချင်းလူငယ်ခုနှစ်ဦးကိုအာရကတပ်တော်အေအေကယခုမေလာစမ်းပိုင်းကဖမ်းဆီးခဲ့ပြီးယနေ့ချိန်ထိမိသားစုတွေကအဆက်အသွယ်မရဖြစ်နေတယ်လို့သိရပါတယ်။အာရကတပ်တော်အေအေက မြင်းပြမြို့နယ်မှာစစ်သားစုဆောင်မှုတွေလုပ်နေတဲ့အတွက်ဖေသာပြင်ကျေးရွာကချင်းလူငယ်ခုနှစ်ဦးဟာ စစ်သားစုဆောင်ခံရမှာစိုးရိမ်တဲ့အတွက်ရန်ကုန်မြို့သို့သွားတဲ့အချိန်မေလ3ရက်နေ့မှာအမ်းမြို့က AACA ဂိတ်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့ဖေတာပြင်ကျေးရွာဒေသခံတဦးကပြောပါတယ်ဖမ်းဆီးခံရသူတွေဟာအသက်15နှစ်အရွယ်ခိုင်ပါစောအသက်16နှစ်အရွယ်မိုင်ဘွေစောအသက်15နှစ်အရွယ်မိုင်ဒဇင်အသက်15နှစ်အရွယ်မိုင်မကြာဦးအသက်19နှစ်အရွယ်မိုင်ဆူပေါအသက်19နှစ်အရွယ်ဆလိုင်းဦးတန့် အသက်၁၉နှစ်အရွယ်စလိုင်းဘောက်ဆိုင်လို့ဖြစ်ပါတယ်။မိသားစုဝင်တွေကအမျိုးဘက်ကိုတွားရောက်စုံစမ်းပေမဲ့ယခုချိန်ထိဘာတရင်အစနာမှမတိရဘူးလို့ဆိုပါတယ်။သူတို့ခုနှစ်ဦးဟာပွဲစားစီမှာတယောက်ကို၁၅သိန်းစီပေးပြီးရန်ကုန်ဘက်ကိုရှောင်ပြေးဖို့သွားတဲ့ချိန်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲချိန်တွေကြောင့်လိုင်းကပြေးဆွဲမှုတွေမရှိတော့ပဲရခိုင်ပြည်နယ်ကနေပြည်မဘက်ကိုသွားမယ်ဆိုရင်ပွဲစားတွေကတဆင့် ငွေကြေးအမြောက်အများကုန်ကျပြီးသွားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ15ရက်နေ့တုန်းကလည်းမင်းပြမြို့နယ်ဖုံသာကျေးရွာအုပ်စုရွှေစင်ကျေးရွာကချင်းလူငယ်2ဦးနဲ့စေစီပန်ကျေးရွာကချင်းလူငယ်3ဦးစုစုပေါင်း5ဦးဟာအမ်းမြို့က AA စစ်စေးဂိတ်မှာဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။သူတို့5ဦးကိုမင်းပြမြို့နယ်ကန်းနီရွာအနီးတိုင်းဘဟုကိုမှာထားရှိတယ်လို့သိရပြီး မိသားစုဝင်တွေကတွားရောက်တောင်းဆိုခဲ့ပေမဲ့အေအေတပ်ဖွဲ့တွေကပြန်မလွတ်ပဲအဝတ်အစားနဲ့အစားအသောက်တွေသာ ပို့လာပေးဖို့ပြောဆိုခဲ့တယ်လို့မိသားစုဝင်တွေနေဆက်သူတို့ကပြောပါတယ်။ချင်းပြည်နယ်ဖွဲ့ဝင်တပ်ဖွဲ့တွေကိုပေါင်းစည်းကချင်းပြည်နယ်ချင်းတို့မျိုးသားအလုံးကိုအကာအကွယ်ပေးနိုင်တဲ့ပုံမှန်ချစ်လက်ခံမှာတော့တပ်မတော်တရက် standard army အဖြစ်တိုးမြင့်ဖွဲ့စည်းသွားမှာဖြစ်ပြီးအဲ့ဒီအတွက်အခြေခံမှုတွေချမှတ်ခဲ့ကြတယ်လို့သိရပါတယ်။ ချင်းညီနာမည်မြေပြင်အစည်းအဝေးကိုပြီးခဲ့တဲ့ဧပြီလ26ရက်ကနေ29ရက်နေ့အထိချင်းပြည်တနင်္လာမှာကျင်းပပြုလုပ်ခဲ့ကြပြီးနောက်ချင်းညီနောင်တပ်ဖွဲ့ကို Standard Army အဖြစ်တိုးမြှင့်ဖွဲ့စည်းဖို့သဘောတူချမှတ်ခဲ့ကြတာလို့ချင်းညီနောင်ကမေလ17ရက်နေ့ကထုတ်ပြန်ပါတယ်။ချင်းမျိုးသားစီလုံးညီညွတ်ရေးနဲ့အနာဂတ်ချင်းပြည်သူလူထုတရက်လုံးကိုကိုစားပြုတဲ့ချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်လည်းတန်းတူညီမျှခြင်းတရားမျှတခြင်း ကိုကံချင်မှာကိုဖန်တွင်းနိုင်ခြင်းစတဲ့ဒီမိုကရေစီစနှုန်းတွေပါဝင်တဲ့ချင်းညီနောင်ရဲ့ term of reference TOR အတိုင်းဆက်လက်ကောင်ထယ်ဖို့ဆောင်ရွက်သွားဖို့တဘောတူခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်ရင်းမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးစစ်ရေးနိုင်ငံရေးနဲ့လူမှုစီးပွားရေးမူဝါဒတွေရေးဆွဲနိုင်ရေးအတွက်လည်းအခြေခံသဘောတူညီချက်ချမှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ချင်းညောင်ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစင်တွေကိုကာကွယ်သွားမဲ့ပြင် ကျန်းမာရေးပညာရေးစားနပ်ရိက္ခာပူလုံရေးအစရှိတဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ချင်းညောင်ကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ် Twin 2ရွာသားတွေကိုလုံခြုံရေးအခြေအနေကြောင့်ခိတ္တခဏရှောင်ခိုင်းခြင်းတာဖြစ်ပြီး မောင်းတုံးထုတ်တာမဟုတ်ဘူးလို့ CDF တွန်းဆန်ကထုတ်ပြန်ပါတယ်။ CDF တွန်းဆန်က Twitter မြော်သားအားလုံးကိုကြေးရွာကနေထွက်ခွာရန်အမိန့်ပေးတဲ့အတွက်ရွာထဲမှာဘသူမှမနေရတော့ပဲစွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့မေလ9ရက်နေ့ကချင်းဝေါ်တင်းနှံထဏကဒေတာခန့်တွေကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး CDF တွန်းဆန်ကမေလ9ရက်နေ့မှာပဲကြေညာချက်ထုတ်ပြန်ပြီးတွမ်တူးရွာသားတွေကိုရွာကနေနှင်ထုတ်တာမဟုတ်ဘူးလို့ဆိုပါတယ်။ စရရီတပ်ဖွဲ့ဟာတွန်တူးရွာကိုအကာအကွယ်အမိတဲ့ပြုပြီးတွန်းဆံမြို့ကိုမကြင်တိုင်လာရောက်တိုက်ခိုက်လာခဲ့တဲ့အချိန်မှာတွန်တူးပြည်သူတွေထိမှစိုးရိမ်တဲ့အတွက် CDF တွန်းဆံနဲ့ချင်းလက်ကောင်စီတပ်ပေါင်းစုဘက်ကလက်နက်ကြီးတွေလည်းမတုံ့ရကြဘူးလို့ဆိုပါတယ်။အဲ့ဒီလိုအခြေအနေတွေကြောင့်လုံခြုံရေးအတွန်တူးရွာပြည်သူတွေကိုကျေးရွာကနေခိတ္တခဏရှောင်ခိုင်းခြင်းသာဖြစ်ပြီးရွာကနေလုံလုံချင်းမြင်ထုတ်တာမဟုတ်ဘူးလို့ CDF တွန်းဆံကထုတ်ပြန်ထားပါတယ်။ မကွေးတိုင်းကံကောင်းမြို့နယ်လယ်မချေးရွာကိုယနေ့မနက်ပိုင်း2နာရီဝန်းကျင်မှာစစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပြီးကလေးလူငယ်အပါအဝင်အယက်သား12ဦးကိုတပ်ဖြတ်ကာပြည်သူ23ဦးဖမ်းဆီးသွားတယ်လို့သိရပါတယ်။ကံကောင်းမြို့ပေါ်ကအမှတ်50ခြေလင်းတရင်ခလာရ50ကစစ်ကောင်စီတပ်စစ်ကြောင်းဟာကံကောင်းမြို့တောင်ပတ်9မိုင်ခန့်အကွာတည်ရှိတဲ့လယ်မချေးရွာကိုစီးနင်းဝင်ရောက်လာပြီးနောက်ယက်သားတွေကိုတပ်ဖြတ်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ယောအလေးနန်းကဖော်ပြပါတယ်။အသက်ဖြတ်ခံရသူတွေဟာမိုင်းဝေ73နှစ်၊ရှန်ထွန်း72နှစ်၊ခုနတန်း၊တိဟလင်း95နှစ်၊ကိုရန်၊မြို့တိဟ95နှစ်၊ကိုရန်၊ကျော်စန်းခိုင်24နှစ်၊တပ်ပိုင်ဦး23နှစ်၊အောင်ချီမင်း39နှစ်၊နေလင်းဦး25နှစ်၊ညီလေး29နှစ်၊ဂျွန်ကိုဝင်း19နှစ်ကျော်မြတ်သူ19နှစ်တို့ဖြစ်ကြောင်းရောအလင်းနန်းကဆိုပါတယ် ဒေဆုံးသူတွေဟာစစ်ကောင်စီတပ်ဖွဲ့တွေကမတက်ဖြတ်ခင်အပြင်းထန်ညှဉ်းပန်းနှိပ်စက်ပြီးမှတနက်ဖြစ်ပြတ်တက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေဟာပြည်သူ၁၂ဦးတက်ဖြတ်ပြီးနောက်ပြည်သူ၂၃ဦးကိုဖမ်းဆီးခေါ်ဆောင်ကပြေဝရွာအမြောက်တပ်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးဖမ်းဆီးခံရသူတွေထဲက၁၃ဦးကိုမေလ၁၂ရက်နေ့မနက်ပိုင်းမှာပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်ဆလပ်ဖန်စီကန်သူ၁၀ဦးမှအမျိုးသား9ဦးနဲ့အမျိုးသမီး3ဦးပါဝင်ပြီးယခုအခါ ကံကောမြို့ခလာရ90တပ်တွင်းတို့ခေါ်ဆောင်သွားပြီဖြစ်တယ်လို့ဆိုပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့စကိုင်းတိုင်းမော်လူးမြို့ကိုဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကပုံကျဲတိုက်ခိုက်လို့ရတပ်ပြည်သူ၂ဦးသေဆုံးပြီး9ဦးထိထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မေလ7ရက်နေ့နေ့လယ်7နာရီလောက်မှာ မော်လူးမြို့ရဲ့နေရာနှံ့ကိုစစ်ကောင်စီကဘုံခုနှစ်လုံးကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့ဆိုပါတယ်။မော်လူးမြို့ဟာ အင်းတော်မြို့နယ်ထဲကတိုက်နယ်အစင်မြို့ဖြစ်ပြီးကချင်ပြည်နယ်အဆက်ရွှေဘိုမြစ်ကြီးနားလမ်းပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်။ဒေါ်လာရင်းအင်အားစုတွေက2023ခုနှစ်ဒီဇင်ဘာလ13ရက်ကတိမ့်ပိုက်ထားတာဖြစ်ပြီးမြို့ဟာပုံမှန်ပြန်လည်လည်ပတ်နေတဲ့အနေအထားကိုရောက်ရှိနေကြတာလည်းဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းဥမြို့နယ်မှန်ချိုကျေးရွာကိုလည်းဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်ခဲ့တာကြောင့်အမျိုးသမီး2ဦးသေဆုံးပြီး10ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ BLDF တက်ခွဲအညာမိုင်းတက်ဖွဲ့ကပြောပါတယ်ဒီနေ့မနက်9နာရီဝန်းကျင်မှာမှန်ချူကျေးရွာကိုစစ်ကောင်စီကပုံကျဲတက်ခတ်ခဲ့ရမှာဘုံကြောင်ရဲ့အရှိတ်ဘက်ကလျက်နေအိမ်တွေပေါ်ကျပြီးအသက်50နဲ့55နှစ်အရွယ်မျိုးသမီး2ဦးသေဆုံးပြီးရှစ်ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စကိုင်းတိုင်းဝက်လက်မြို့နယ်ထဲမှာလည်းစစ်ကောင်စီတပ်ကမေ10ရက်နဲ့17ရက်နေ့က9နေရာဘုံကျဲခဲ့တာကြောင့်ဒေသခံအနည်းဆုံး12ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီတပ်ဖွဲ့ဟာအပြစ်ရစဲကြောင်ကြီးညာထားပေမဲ့နေစဉ်လေကြောင်တိုက်ခတ်မှုပြုလုပ်နေပြီးအပြစ်မဲ့ပြည်သူတွေနေစဉ်နဲ့မျှတေဆုံနေရတာဖြစ်ပါတယ်။ဒီတင်ပေ view စီတဲ့ထဏာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။